တော့ရလက်တွေစိုးနေတဲ့ Liverpool ဒါ Premier League Champions League နဲ့အနည်းဆက်ဆုံးမှာရှိနေတဲ့ Liverpool နောက်တစ်ခုပြောမှာဆိုတော့ကျွန်တော်တို့ရဲ့အိမ်ကွင်းဖြစ်နေတဲ့ Anfield မှာတော့ Premier League Champion ကတော့ဖြစ်မှာပဲဒါပေမဲ့ပရိသတ်ဂျင်းနှက်ဖို့အတွက်တော့နိုင်ဝဲတဲ့ဝဲတို့ပြန်ပြီးတော့ယူဆောင်ဖို့လိုတယ် Liverpool အတင်းဒီပြဒီ slot အနေနဲ့ပေါ့နော်ဒီ DS ကိုတော့ပုံမှန်ကစားခွင့်တော့ပေးရလိမ့်မယ် DS ပါခြင်းမပါခြင်းကလီဗာပူးတိုက်စစ်တိုးအားနဲ့တိုက်စစ်ပါဝါကိုစကားအများကြီးတော့ပြောရလို့ကျွန်တော်ပြောခြင်းန ပရိသတ်များမင်္ဂလာပါကျွန်တော်တို့ရဲ့ The Premier Sport ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါဒီပိုင်းကတော့ Super Sunday ပွဲချုပ်သွားချက်အစီအစဉ်ဖြစ်ပါတယ် Premier League ပွဲစဉ်မှာ Liverpool သင်းရဲ့ပွဲစဉ်ဖြစ်ပြီးတော့ကျွန်တော်တို့ကိုရဲနဲ့ထုံးကျွန်တော်ညီကိုမြတ်ကထုံးစံတိုင်းခံမဲ့တော့တင်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်ဗျကိုရဲနဲ့ထုံးရဲ့မင်္ဂလာပါမင်္ဂလာပါကိုကြီးဟုတ်ကဲ့ပါဒီပွဲစဉ်ကတော့ Liverpool နဲ့ West Ham ပေါ်တယ်နော်ဒါ Super Sunday ရဲ့ည9:00နာရီခွဲမှာကစားမှာပါဒါ Liverpool ကတော့ရက်လက်ကောင်းဖို့လိုအပ်နေတဲ့ပွဲစဉ်တစ်ပွဲလိုပဲကျွန်တော်ပြောရပါလိမ့်မယ်အဲ့တော့ Ancient Liverpool ဘက်ကနေစပြပါအောင် Liverpool ကကျတော့အခုနောက်ပိုင်းခြေစားပိုင်းတော်တော်လေးကိုကြာဆင်းလာတယ်လို့ပြောလို့ရတယ် ဒီစောစစ်ကြီးတာအမှတ်တွေမဖြတ်ထားနိုင်ခဲ့ဘူးဆိုရင်လေဘာဘုံနေနေပြီးမြားလိတော့မှမတည်ကြဘူးလို့ကျွန်တော်ကပြောချင်တယ်ပေါ့နော်ဟုတ်ကဲ့ဒီစနောအတွက်လည်းလာမဲ့အပြောင်းရှိမှနေရာလိုက်လူခေါ်ယုံမှုတွေလုတ်တင်တယ်လို့အချက်ပေးလိုက်တယ်လို့တော့ကျွန်တော်ကမြင်တယ်ပေါ့နော်အဓိကတော့ရောဘတ်ဆန်နေရာရဲ့ဒီဗန်ဒိုက်ရဲ့နေရာပေါ့ဗန်ဒိုက်ရဲ့နေရာကတော့ခုကလေးကကြိုးပြီးတော့ရှာသားမှတော့ရလိမ့်မယ်ပြီးရင်ထောင်ထဲဆင်မှုနေရာပြီးတော့ကိုယ်လံဖန်တင်းရှင်တယောက်နေရာပေါ့ဒါတွေကတော့လိုအပ်တယ်လို့ကျွန်တော်ကမြင်တယ်ပေါ့နော် အခုလက်ရှိအနေထားရဆိုရင်တော့ဆာလာကလည်းတတန်းတိုးတော့မယ်ဒီဘန်ဒက်ကလည်းစာချုပ်ကိစ္စအဆင်ပြေလို့တော့ကျွန်တော်သိရတယ်ပေါ့နော်ဒါတွေကဒီနေ့ပွဲအတွက် motivation တော့ဖြစ်သွားနိုင်တယ်ကစားသမားနှစ်ယောက်လို့ဂိုးတင်းတာမျိုးတော့ကျွန်တော်မြင်ကောင်းမြင်နိုင်တယ်ပေါ့နော်ဟုတ်ကဲ့အာဒီလိုအချိန်တွေမှာဆိုရင်တော့လီဗာပူးအတင်းဒီပြဒီ slot အနေနဲ့ပေါ့နော်ဒီ DS ကိုတော့ပုံမှန်ကစားခွင့်တော့ပေးရလိမ့်မယ် DS ပါခြင်းမပါခြင်းကလီဗာပူးတိုက်စစ်တိုးအားနဲ့တိုက်စစ်ပါဝါကိုစကားအများကြီးတော့ပြောရလို့ကျွန်တော်ပြောနေတယ်ပြီးတော့ Bradley ကိုလည်းရေရဲဝန်းဝန်းတာ ဒီပွဲတော့ကပေးသိတယ်အာနုကအာနုကပြောင်းတော့မှဆိုတော့အခြေအနေမျိုးမှာနောက်ပိုင်းလဲသူပဲကစားတော့မှဆိုတော့အခုကလေးရပါတော့ပွဲတော့ကတော့ပေးသိတယ်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဝဆန်းကတော့ဘယ်လိုပြောရမလဲလက်ကစားနိုင်စမ်းတော့ရှိရယ်မာလဲမာတယ်ပေါ့နော် ဒီပါဘူးကိုတိုင်ပတ်စေတတ်တဲ့အတင်းတွေရဲ့ပုံစံတိုင်းသူကကစားနိုင်တယ်။ဒါပေမဲ့ Liverpool အတင်းကလက်ရှိအနေထားရဆိုတော့နိုင်ပွဲတစ်ပွဲပြန်ရှာတက်နေပြီလို့ကျွန်တော်မြင်ပါတယ်။ဟုတ်ကဲ့ပါ Liverpool ကတော့တော့ဒါ Premier League Champion ဖြစ်တော့မယ်ဆိုတာမှပေါ့။ရလဒ်တွေကပို့ပို့ပြီးတော့ကြာလာတဲ့အခြေအနေမျိုးဖြစ်လာတယ်။ဒါပေမဲ့သူကရလဒ်တွေကြာလာပြီမဲ့ Arsenal နဲ့တိတ်ပြီးအမှတ်လည်းမကွာဘူး။ပြောမယ်ဆိုတော့ဒီလိုအခြေအနေမျိုးလေးလည်းဖြစ်နေတယ်။ဒါပေမဲ့ Liverpool ဘလောက်ပဲရှုံရှုံတရားဒီ Liverpool ကတော့ Champion ဖြစ်မှာပဲကျွန်တော်ဒါလေးကိုတော့ပြောချင်ပါတယ်။ဘလို့မျိုးလဲဆိုတော့ဗျာ Liverpool ရဲ့ကွင်းလယ်အားပေါ့နော်။နောက်ပိုင်းမှာဟိုပါပေါ့မတိမတာလေးကြာလာတယ်။ဒီအခြေအနေမျိုးမှာတိုက်စစ်ကလည်းဂိုးရဖို့ အရင်ကလိုမျိုးအစင်မချောတော့ဘူးဒီလိုမျိုးဖြစ်လာတဲ့အချိန်တွေမျိုးမှာလီဗာပူးကဒီလိုမျိုးဖြစ်သွားတယ်လို့ကျွန်တော်ကတော့ပြောချင်တယ်ပြိုင်ပွဲဆိုနောက်ဆုံးကစားထားတဲ့၄ပွဲမှာဆိုလို့ရှိရင်လီဗာပူးက၃ပွဲထိရှုံးထားတယ်အဲ့ဒီ၄ပွဲမှာဆိုလို့ရှိရင်လီဗာပူးကဖလားနှလုံးထိတော်မှတောက်လျှောက်ဘယ်တော့တို့ပြောမယ်ဆိုလို့ကျွန်တော်လက်လွတ်ခဲ့ရတာပါအဲ့တော့ဘယ်လိုမျိုးလဲဆိုတော့လီဗာပူးရဲ့အဖြစ်ကအာတစ်ချိန်လုံးကောင်းလာခဲ့ပြီးမှအနီနာကမှတိတ်လွဲသလိုမျိုးဖြစ်သွားတယ်အနေထားမျိုးဖြစ်သွားတယ်တော်တော်ခံရခဲ့တယ်အဲ့တော့ဒီလိုမျိုးမဖြစ်ဖို့အတွက်ဆိုလို့ကျွန်တော်စစောကကိုရဲတော်ထောက်ပြသွားတဲ့အချက်လေးကိုပဲကျွန်တော်တို့ပြောပါမယ်လာမယ့်ຫນွေမှာလီဗာပူးလူခေါ်ဖို့လိုတယ်လူကောင်းကောင်းတွေခေါ် ော်ဖို့လိုရလို့ကျွန်တော်ကတော့ပြောချင်ပါတယ်။အဲ့တော့ရလက်တွေစိုးနေတဲ့ Liverpool ဒါ Premier League Champion အဆုနဲ့အနည်းဆုံးမှာရှိနေတဲ့ Liverpool နောက်တစ်ခုပြောမှာဆိုတော့ကျွန်တော်တို့ရဲ့အိမ်ကွင်းဖြစ်နေတဲ့ Anfield မှာတော့ ပရီးမီယားလိချန်ပီယံကတော့ဖြစ်မှာပဲဒါပေမဲ့ပရိသတ်ကျင်းနှက်ဖို့အတွက်တော့နိုင်ဝဲတဲ့ဝဲသလိုပြန်ပြီးတော့ယူဆောင်ဖို့လိုတယ်အဲ့တော့ကျွန်တော်ကတော့ဒီဘက်မှာလီဗာပူးပြန်လာနိုင်မယ်လို့ကျွန်တော်ကလုံးဝယုံပါတယ်ဒါပေမဲ့ကျွန်တော်ကလီဗာပူးနိုင်မယ်အခုနောက်မှာဝက်ဆန်ကိုနိုင်နေသလိုမျိုးပေါ့ဂိုးပြတ်တော့မနိုင်တော့ဘူးလို့တော့ကျွန်တော်ကတော့မြင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဝက်ဆန်ဆယ်လေးကိုသွားကြည့်ပါတယ်ပြောပြပေးပါဦးဝက်ဆန်ကတော့နောက်ဆုံး၅ဝက်မှာတော့တပွဲပဲတော့နိုင်လာရပါတော့ဟုတ်ကဲ့ဒါပေမဲ့လည်းယူပါဆယ်ကိုတကိုးတဲ့နဲ့ကတ်ရှုံးတာဒီဘိုးမောက်ကိုတည်ရခံကစားပြတာတွေကိုတော့ကျွန်တော်တို့အတိအမှန်တော့ပြရလိမ့်မယ်ဟုတ်ကဲ့ဒီဝက်ဆန်အတင်းကတော့အတင်းလိုက်မာကြောင်းမှုလည်းရှိရဲ့ ဒီကစားသမားတွေကလည်းလိုက်ပြီးတော့ကစားနိုင်စရာရှိရယ်လောအားလုံးလည်းကောင်းကြတယ်ဗောနော်တိုက်စစ်မှာလည်းအေးသွေးမြင့်တဲ့ကစားသမားရှိကြပါတယ်ပြီးတော့တောင်ပံတစ်ဖက်ကလည်းမဆိုးဘူးလို့ကျွန်တော်တို့ပြောခြင်းတယ်ဝမ်ဘီစာခါကအစတိုးတက်လာတဲ့သဘောလေးတွေပြီးတော့ကျွန်တော်တွေ့နေရတယ်ဗောနော်ဝမ်ဆန်းရဲ့ဒီကစားအားနဲ့လောအားလုံးပေါ့အသင်းတိုင်းစုဖွဲ့မှုကလီဗာပူးကိုခက်ခဲစေနိုင်တယ်ဒါပေမဲ့အဝေးခွင့်ဖြစ်နေတဲ့အတကြောင့်မလို့ဝမ်ဆန်းအနေနဲ့အများကြီးတော့ညှော်လင့်လို့မရဘူးဗောနော်တစ်ဖက်ကလီဗာပူးအသင်းကလည်းဒီလိုချိန်မှနိုင်ပွဲ အဖြစ်မနေရဖို့လိုအပ်နေရတယ်။သွားပြီးတိုက်ဆိုင်နေတော့ဝက်ဆန်းအနေနဲ့တေရလက်ရအောင်တော့ခံစားလမ်းစမ်းတော့ရှိနေမယ်လို့ကျွန်တော်မြင်ပါတယ်။ဟုတ်ကဲ့ပါဝက်ဆန်းကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒီရည်တစ်ခုလုံးစာပေါ့နော်လက်ရှိချိန်ဒီကြည့်မယ်ဆိုရင်ဝက်ဆန်းအတွက်ဒီရည်ကမကောင်းတဲ့ရည်တစ်ခုလို့ပြောလို့ရတယ်။ဒါပေမဲ့ဝက်ဆန်းကဘာဖြစ်ရမှလည်းရှိမနေဘူး။တန်းလည်းမစင်းတော့ AAC ဖြစ်သွားပြီ။အဲ့တော့ဝက်ဆန်းရဲ့နောက်ပိုင်းပွဲတွေကဘယ်လိုမျိုးလဲဆိုတော့အသင်းပရိသတ်တွေဂျင်းနက်ဖို့ဆိုတဲ့အရာတစ်ခုပဲသူတို့ UTV ကစားရမယ်ဝက်ဆန်းတွေဖြစ်သွားတယ်။ဒီနေရာမှာကျွန်တော်တို့ကဝက်ဆန်းကိုကြည့်မယ်ဆိုလို့ရှိရင်အထင်ကြီးစရာရှိလားဆိုတော့ဒါအားလုံးခြုံချင်းအထင်ကြီးစရာတော့မရှိဘူး။ဒါပေမဲ့တစ်ချက် ချက်တစ်ချက်ကြလို့ရှိရင်ပထမတားတွေထပြီးတော့လုတ်ပြလေးရှိတယ်ဒါကကောင်းတယ်ဆိုတဲ့အသင်းတွေနဲ့တွေ့ဘူးလုတ်ပြလေးရှိတယ်ဒါပေမဲ့ဒီအသင်းကပုံမှန်ခြေစွမ်းတော့လုံးဝမရှိဘူးအဲ့လိုမျိုးပွဲရကြလို့ရှိရင်ဒါမာကျုံးမှုတစ်ခုကတော့ထွက်လာတတ်တယ်ဒါပရီးမီးယားလိမှာဆိုလို့ရှိရင်လည်းနောက်ဆုံး၄ပွဲဆက်၅ပွဲပျောက်ဆုံးထားတဲ့အသင်းအသင်းကိုတော့ကျွန်တော်အန်ဖီမှာအများကြီးတော့ညှော်လင့်လို့မရဘူးလို့ကျွန်တော်ထင်တယ်ဝက်ဆိုင်းရဲ့ဒီဟာဒီလိုမျိုးဖြစ်သွားတဲ့အဓိကအကြောင်းရင်းကိုကျွန်တော်ပြောမယ်ဆိုလို့ရှိရင်တော့တိုက်စစ်ပိုင်းအားနေတယ်ဗျာနောက်တစ်ခုကကျတော့အကူဝမဲ့တိုက်စစ်ကစားသမားကလည်းသူတို့တင်မှာတိတ်ပြီးတော့မရှိဘူးဗျာဒီလိုမျိုးတွေဖြစ်လာတဲ့အခါမှာဝက်ဆိုင်းကဒီဟာဒီမှာကြာသွားတယ်တန်းစ င်းစုံရဲ့အပေါ်မှာတန်းစုံနဲ့တော့အမှတ်တွေတော့ကွာနေတယ်တန်းလည်းမစင်းတော့ဘူးဒီလိုအခြေအနေမျိုးဖြစ်သွားရလို့ကျွန်တော်ကတော့မြင်ပါတယ်ကဲဒါဆိုလို့ရှင်တော့ဒါလီဗာပူးနဲ့ဝက်ဆန်တို့ရဲ့ကိုရက်လက်ခံမနဲ့ပဲလေးသွားစင်ပါတယ်ခံမှန်းပြပါအောင်ဟာလီဗာပူးအသင်းအနေနဲ့ဒီပွဲစဉ်မှာတော့နိုင်ပွဲတစ်ပွဲတော့ပြန်လဲရရှိမယ်လို့ကျွန်တော်ကတော့ဒီခံမှန်းမိရပါတော့ဟုတ်ကဲ့အာဝက်ဆန်ကလည်းကစားမာတာလေးတော့ရှိပြီပဲဒီပွဲစဉ်မှာတော့လီဗာပူးအနေနဲ့ပေါ့နော်နှစ်ဂိုးဂိုးပြည့်ဆိုတော့ရလက်လောင်းနဲ့အနိုင်ရအောင်မယ်လို့ကျွန်တော်ခံမှန်းလိုက်ပါတယ်ဟုတ်ကဲ့ပါမြင်တူပါတယ်ဒီပွဲမှာလည်းကျွန်တော်လည်းလီဗာပူးပဲကြိုက်တယ်ဒါပေမဲ့လီဗာပူးကကျွန်တော်ကတော့ပေါ့နော်ဒီနှစ်ဂိုးလောက်တော့မပြတ်ဘူးလို့ကျွန်တော်ထင်တယ်ကျွန်တော်ကလီဗာပူးကတ်နိ ုင်ဘူးလို့ပဲကျွန်တော်ကတော့ခံမှန်းကျင်တယ်ကျွန်တော်ကလီဗာပူးကဝက်ဆန်ကိုနှစ်ဂိုးတစ်ဂိုးလောက်နဲ့နိုင်ဝါပြီးတော့သူတို့နိုင်ပွဲပြန်ပြီးတော့ရှာတွေ့သွားမယ်လို့ခံမှန်းထားပါတယ်။ဟုတ်ကဲ့ပါအခုပွဲစဉ်ကတော့ဒါလီဗာပူးနဲ့ဝက်ဆန်ပေါ်ရတော့ဒီပွဲစဉ်မှာတော့ကျွန်တော်ညီကိုမျှော်စလုံးကတော့အင်ရှင်လီဗာပူးကိုအနိုင်ယူထားတယ်။လီဗာပူးအနိုင်ရလက်ရရှိဖို့လိုအပ်တဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့ဒီနေ့စီစဉ်ကတော့ဒီလောက်ပါပဲ။ The Premier Sport ရဲ့နောက်လာမယ့်အားသာစီစဉ်ခေါင်းနေပါပရိသတ်တွေနဲ့ကျွန်တော်ညီကိုညီတော်ပြန်ပြီးတော့ဆုံးနေကြပါသေးတယ်လို့ပြောရနေပဲဒီနေရာလေးကနေနှုတ်ဆက်လိုက်ရပါတယ်ဗျာ။